်မင်္ဂလာပါသားတို့တမျိုးကြီးဒီချေကတော့ grade 5မြန်မာစာကိုသင်ကြားပေးမယ်ဒီချေမုံဖြစ်ပါတယ်ဒီချေကအခုသားတို့တမီးတို့ကိုသင်ငန်းစာ23ဖြစ်ရမယ်နဲ့ထင်မြင်ချက်သင်ငန်းစာကိုသင်ကြားပေးမှာဖြစ်ပါတယ်သားတို့တမီးတို့ဟာဒီသင်ငန်းစာကိုသင်ကြားရခြင်းကြောင့်စာအမျိုးမျိုးကိုဖတ်ရှုရတယ်ဖြစ်ရမယ်နဲ့ထင်မြင်ယူဆချက်မျိုးမျိုးကိုပြချနာမှုရှိတဲ့ကြောင်းကိုသိရှိလာမယ်မိမိကိုယ်တိုင်ဖြစ်ရမယ်နဲ့ထင်မြင်ချက်သဘောကိုစဉ်းစားတွေးတောတက်လာမယ် ်တော်သမီးတို့ရေးဖြစ်ရမယ်နဲ့ထင်မြင်ချက်ကွာခြားပုံကိုလေ့လာကြရအောင်အကြောင်းအရာတစ်ခုကိုဖော်ပြရမှာဆိုရင်ဖြစ်ရမယ်နဲ့ထင်မြင်ချက်ဆိုပြီး2မျိုးရှိတယ်အဲ့ဒီ2မျိုးမှာကွာခြားမှုတွေရှိရနော်ဖြစ်ရမယ်ဒီအမှန်တကယ်ဖြစ်ဖြစ်သည့်အကြောင်းအရာဖြစ်ဖြစ်ရန်တည်ကြသည့်အကြောင်းအရာဖြစ်တဲ့အတွက်မှန်ကန်ရန်တည်ကြပါသည်တသက်ပြစရာအထောက်အထားရှိတယ်ထင်မြင်ချက်သည်အတွေ့အထင်စိတ်ကူးဖြစ်သည့်အတွက်မတည်ကြပါတသက်ပြစရာအထောက်အထားမရှိဘူးနော် ဘယ်စာကြောင်းကတော့ဖြစ်ရမယ်ကိုဖော်ပြသောအပိုင်းနဲ့ထင်မြင်ချက်ကိုဖော်ပြသောအပိုင်းတို့ရောနှောပါဝင်ထားတဲ့စာကြောင်းတွေဖြစ်တယ်ဆိုတာကိုတာရကစာကြောင်းများနဲ့ရှင်းပြမယ်။တာရကတစ်ခုကမိမိရှေ့တွင် ရေအိမ်တစ်ခုရှိတယ်ဆိုပါစို့။ဒီမှာရေအိမ်တစ်ခုရှိရဲ့လို့ပြောခြင်းကဖြစ်ရမယ်ဖြစ်တယ်။ရှေ့မှာရှိတဲ့ရေအိမ်ဟာတည်တည်ထောက်ထားဖြစ်တဲ့အတွက်ထိုစကားကဖြစ်ရမယ်ဖြစ်တယ်။အမှန်တကယ်ဖြစ်ဖြစ်တဲ့အကြောင်းအရမျက်မြင်သိကြတဲ့အကြောင်းအရဖြစ်လို့ဖြစ်ရမယ်ဖြစ်တယ်။ အဲ့ဒီရေကိုင်းကိုပဲကြည်ပြီးမနီရမိုးရွာခဲ့တဲ့ထင်တယ်လို့ပြောလိုက်တယ်ဆိုရင်ဒီစကားကဖြစ်ရမှာမဟုတ်တော့ဘူးနော်မိုးရွာတော့ကြောင်းရေကိုင်းဖြစ်လာတယ်ဆိုတဲ့အချက်ကပြောရသူရဲ့အတွေးအကြုံသက်သက်ပဲဖြစ်တယ်။အခြားသူတူဦးကရေသွန်ထားတာလည်းဖြစ်ချင်းဖြစ်မယ်။အခြားအကြောင်းကြောင့်လည်းဖြစ်နိုင်တယ်။ဒီစကားဟာအထောက်အထားမရှိတဲ့အတွက်ဖြစ်ရမယ်လို့မပြောနိုင်ဘူးနော်။အခြားသက်သေထောက်ထားရှိတယ်ဆိုရင်တော့မင်းကမိုးရွာခဲ့တယ်ထင်တယ်ဆိုတဲ့စကားကဖြစ်ရမယ်လို့ပြောနိုင်မယ်ထင်သလား။ တာတို့သမီးတို့စဉ်းစားကြည့်ပါအောင်နော်နောက်တာတာကတခုထပ်စဉ်းစားကြည့်ကြရအောင်ဖဖေမနှက်ပြန်မနဲ့ရန်ကုန်ကပြန်လာမယ်ဆိုရက်တာတာကကထင်မြင်ချက်လားဖြစ်ရမယ်လားဆိုတာစဉ်းစားကြည့်ပါအောင်တကယ်လို့ဖဖေဟာမနှက်ပြန်မနဲ့အတွက်ကားလက်မဲ့ဝယ်ထားပြီးဖြစ်ကြောင်းသိရှိထားပြီးဆိုရင်အဲဒီစကားကဖြစ်ရမယ်ဖြစ်တယ်ကလမဟာပြမနှက်ပြမနှက်ပြန်လာမယ့်အထောက်အထားဖြစ်တယ်။တသက်တေအထောက်အထားပြစရာမရှိရင်တော့ထင်မြင်ချက်ပဲဖြစ်တယ်။ ဖဖေနဲ့မတွေ့တာကြာပြီဖြစ်တာကြောင့်သတိရပြီဖဖေမနှက်ပြန်မနဲ့ရန်ကုန်ကပြန်လာမယ်လို့နှီးတိုင်းပြောနေခြင်းလည်းဖြစ်နိုင်တယ်။ဖြစ်ရမယ်လို့ပြောနိုင်ရင်အထောက်ထားလိုအပ်တယ်နော်။နောက်တာတာကတခုကိုထပ်စင်စားကြည့်ကြရအောင်။ဈေးကပြန်လာတဲ့မမီကသမီးဖြစ်သူကိုမမီစပိန်ကို မြမြင်နင်းလာခဲ့တယ်လို့ပြောတယ်။ဒါပေမဲ့သမီးကမမီစပိန်နင်းလာတာနှိမ့်လိုက်တာလို့ပြန်ပြောတယ်။ မမေယာစပိန်ကိုမမြင်နှင်းလာတာဖြစ်ပေမဲ့အိမ်မှာသမီးဖြစ်သူကဗိုက်စာနေတာကြောင့်သူစိတ်မှာနှီးနေတယ်လို့ထင်နေတာဖြစ်တယ်။မြန်ချင်းနေချင်းဟာလူတူဦးတယောက်ချင်းစီရဲ့အခြေအနေပေါ်မူတည်ပြီးတွေးတော့ခံစားဖို့မတူညီကြဘူး။ဒါကြောင့်လူတူဦးတယောက်ချင်းစီရဲ့အတွေ့အထင်ဟာထင်မြင်ချက်ဖြစ်တယ်။မမေယာစိတ်ထဲမှာတော့သူကစပိန်ကိုမမြင်နှင်းလာတယ်လို့တွေးတယ်။သမီးရဲ့စိတ်ထဲမှာတော့မမေကစပိန်နှင်းလာတာနှီးလိုက်တာလို့တွေးတယ်။ လူတဦးနဲ့တူထင်မြင်ချက်မတူညီကြလဲရှိနိုင်တယ်။အချို့စာကြောင်းတွေမှာဆိုရင်ဖြစ်ရမှန်ကိုဖော်ပြတဲ့အပိုင်းနဲ့ထင်မြင်ချက်ကိုဖော်ပြတဲ့အပိုင်းတို့ရောနှောပါဝင်တယ်။မအေးတောင်းကချိန်ထားတဲ့နေရာကိုရောက်မလာတော့သူ့တငေချင်းနဲ့တွားတွေ့နေလို့နေမှာပေါ့တဲ့။ချိန်ထားတဲ့နေရာရောက်မလာတာဟာအမှန်တကယ်ရောက်မလာတာဖြစ်တဲ့အတွက်ဖြစ်ရမှန်ဖြစ်တယ်။ဒါပေမဲ့သူ့တငေချင်းနဲ့တွားတွေ့နေလို့နေမှာပေါ့ဆိုတာကတော့ပြောတဲ့သူရဲ့အတွေ့ဖြစ်တဲ့အတွက်ထင်မြင်ချက်သာဖြစ်တယ်။ ဒီစာကြောင်းကတော့ဖြစ်ရမှန်ရောထင်မြင်ချက်ရော ရောနှောနေတဲ့စာကြောင်းဖြစ်တယ်။ဒီချက်ကအခုစာကြောင်းလေးကြောင်းကိုဖတ်ပြမယ်။အဲ့ဒီစာကြောင်းတွေထဲမှာဘယ်နေရာက ဖြစ်ရမှန်ဖြစ်ပြီးဘယ်နေရာကတော့ထင်မြင်ချက်ဖြစ်တယ်ဆိုတာကိုဖြည့်ကြည့်ပါဦး။သူဒီချိန်ထိရောက်မလာသေးတာ၊ကြောင်းမလာခြင်းလို့နေမှာပေါ့။ဆရာဒီချိန်ထိကြောင်းမရောက်သေးတာနေမကောင်းလို့ထင်တယ်။မမောင်ထီပေါက်လို့အိမ်ဝယ်မယ်ထင်တယ်။မောင်မောင်ထီပေါက်တော့ငွေစုထားမှာပေါ့။ တောက်တော်သမီးတို့စဉ်းစားကြည့်ကြအောင်နော်မမောင်ထီပေါက်လို့အိမ်ဝင်မယ်တင်တယ်မမောင်ထီပေါက်တော့ငွေစုထားမှာပေါ့တောက်တော်သမီးတို့ဆက်စဉ်းစားကြည့်ကြအောင်နော်တော်သမီးတို့ဖြစ်ရမယ်နဲ့ထင်မြင်ချက်တို့ရဲ့ကွာခြားပုံကိုလေ့လာခဲ့ကြရယ်နော်။စာများမှာစာပေမျိုးစားနဲ့ရွေချက်အလိုက် ဖြစ်ရမယ်နဲ့ထင်မြင်ချက်တို့ကွာခြားရယ်။အချက်အလက်အထောက်အထားတိကျခိုင်လုံတဲ့သိပ္ပံဆိုင်ရာလက်တွေ့ဆန်သက်ချက်တွေ၊သမိုင်းအချက်အလက်တွေ၊သတင်းတွေကဖြစ်ရမယ်များသာဖြစ်လို့ရှိကြရယ်နော်။ ကြပြများဝိတုများဆောင်းပါးများစာရေးစာအုပ်များမှာဆိုရင်ရေးသားသူတွေရဲ့ထင်မြင်ချက်စိတ်ကူးအတွေ့အကြုံများစွာပိုင်ဝင်လေးရှိကြတယ်။ကလေးတို့ကိုယ်တိုင်လည်းကြုံတွေ့ရတဲ့ပြောစကားတွေစာရီမှာ ထိုချမ်းသာချက်တွေကိုလေ့လာကြည့်ကြပါဦး။ဒီချက်ဒီနေ့သင်ကြားခဲ့တာကိုသားတို့သမီးတို့နားလည်မယ်လို့မျှော်လင့်ပါတယ်။ဒီချက်သင်ကြားမှုကဒီလောက်ပါပဲနော်။ဒီချက်တို့နောက်စာပင်ချိန်မှာပြန်တွေ့ကြမယ်နော်။